ီပွဲစဉ်26ရက်နေ့နဲ့ဖေဖော်ဝါရီလ28ရက်နေ့မြန်မာစံတော်ချိန်နနက်2:15မိနစ်မှာလက်ရှိချန်ပီယံလက်စတာနဲ့လီဗာပူးတို့ဆုံတွေ့ခဲ့ပြီးလက်စတာကလီဗာပူးအသင်းကို3ဂိုးတကူနဲ့အနိုင်ရရှိခဲ့ပါတယ်။ဒါကြောင့်လက်စတာဟာ2019ရဲ့ပထမဆုံးပရီးမီးယားလိနိုင်ပွဲကိုရယူပြီးအဆင့်15နေရာအထိတက်လှမ်းခဲ့တာဖြစ်ပါတယ်။ နီးပြဟောင်းရာနီရီရီမရှိတော့တဲ့လက်စတာအသင်းဟာအရင်လိုပုံစံပြန်ဖြစ်သွားသလိုဖြစ်ပြီးယာယီနီးပြခရစ်ရှေးစပီးယားကဘာမှထူးထူးခြားခြားပြောင်းလဲလိုက်တာမဟုတ်ပေမဲ့အိမ်ခွေးမှာရုပ်ပိုင်းရောစိတ်ပိုင်းမှာအားရစရာအသေးဖြစ်သွားခဲ့ပါတယ် လေဘာဘွေအသင်းမှာဟန်တန်ဆန်မပါတာကလွှဲရင်မာနေကော်တင်ဟိုဖာမီနိုလဲလာနာရုနဲ့တောင်းတင်းနေတာပါဒါပေမဲ့ပြိုင်ဘက်ကိုအန်ဒီယံမပီးနိုင်တဲ့နေရာတွေမှာဘောလုံးကင်ထားနိုင်တာကလွှဲရင်လက်စတာအသင်းကိုကစားကွက်အရာအရေးနှိမ့်ခဲ့ပြီးပထမပိုင်းမှာကန်သွင်းခွင့်မရသလောက်ဖြစ်ခဲ့ရပါတယ် လက်စတာအသင်းကတော့ရတဲ့အခွင့်အရေးတွေကိုအပိုင်အသုံးချနိုင်ခဲ့ပြီးပွဲချိန်28မိနစ်မှာအော်ဘရိုက်တန်အလဲကျော်ကထိုးပေးတဲ့ဘောလုံးကိုဗာဒီကအပိုင်ကန်သွင်းပြီးအခွင့်ကိုရယူခဲ့က39မိနစ်မှာတော့ဒရင်ဝါတာကအဝေးကန်ကျတဲ့ဒုတိယဂိုးထပ်မံသွင်းယူခဲ့ပါတယ်။ဒါကြောင့်2019ခုနှစ်အတွင်းကစားခဲ့တဲ့ပရီးမီးယားလိ6ပွဲစလုံးတပွဲမှအနိုင်မရခဲ့တဲ့လက်စတာအသင်းအတွက်ထူးခြားတဲ့ဆန်းဆောင်မှုဖြစ်ခဲ့ပြီးမိနစ်60မှာလေဗာဒီကတတိယဂိုးကိုခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာလေဘာဝူအသင်းဇက်တိုက်ဖိကစားခဲ့ပေမဲ့ပွဲချိန်68မိနစ်မှာကော်တင်ဟိုသွင်းယူတဲ့တကူပဲရရှိခဲ့တဲ့အတွက်လက်စတာအသင်းက3ဂိုးတကူနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။